မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့မြန်မာတပြည်လုံးမှာမိုးရွာသွန်းနိုင်တဲ့နေရာတွေခံမှန်းချက်ကိုဖော်ပြပေးပါမယ်။နေ့ကြောင်းမိုးလေဝသအဝေဖြူဟန်ကတော့10ရက်10လ2025ခုနှစ်မနက်9:39မိနစ်ချိန်မှာကိုလိုထုတ်ပြန်လာပါရယ်။ ဝတ်တေတောင်ဖြစ်ထွန်းမှုအခြေအနေကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ဘိုးတိုင်းဒေသကြီးမှာတော့တဲတူတဲ့စွာဖြစ်ထွန်းနေပြီးတော့ကြံပြည်လုံးမှာတိမ်တင်းတင်းလောက်သာဖြစ်ထွန်းပါမယ်။တိုင်းနယ်ပြည်နယ်ဆလီနီယာအတွက်မနက်ဖြန်စင်နိုင်တိခမန်းကျမှာတော့ကချင်ပြည်နယ်မှာနေရာကျကျမိုးရွာသွားပါမယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့အလယ်ပိုင်းမှာတော့နေရာကျကျမိုးရွာသွားပြီးတော့အောက်ပိုင်းမှာတော့နေရာစိတ်စိတ်မိုးရွာသွားပါမယ်။ချင်းပြည်နယ်မှာတော့နေရာစိတ်စိတ်မိုးရွာသွားပါမယ်။ နေပြီးတော့မှာတော့နေရာကျဲကျဲမိုးရွာတော့မှာမယ်မကွေးတိုင်းအထက်ပိုင်းမှာနေရာကျဲကျဲမိုးရွာတော့ပြီးတော့အလယ်ပိုင်းနဲ့အောက်ပိုင်းမှာတော့နေရာကွက်ကြောင်လောက်သာမိုးရွာတော့မှာမယ်ရှမ်းပြည်နယ်မှာတော့မြောက်ပိုင်းမှာနေရာကျဲကျဲမိုးရွာတော့ပြီးတော့တောင်ပိုင်းနဲ့အရှိတောင်ပိုင်းမှာတော့တောင်ပိုင်းနဲ့အရှိပိုင်းမှာတော့နေရာကွက်ကြောင်မိုးရွာတော့မှာမယ်ရခိုင်ပြည်နယ်မှာတော့နေရာကျဲကျဲမိုးရွာတော့မှာမယ် ERA တိုင်းမှာတော့နေရာကွက်ကြောင်လောက်သာမိုးရွာတော့မှာမယ်ရောင်တိုင်းမှာတော့နေရာကွက်ကြောင်လောက်သာမိုးရွာတော့မှာမယ်ပဲခူးတိုင်းကယားပြည်နယ်မှာတော့ ။နေရာကွက်ကြားလောက်သာမိုးနှင်းငယ်ရွာသွားမှာမယ်။မိုးပြင်းနဲ့မှာတော့နေရာကျကျမိုးရွာသွားမှာမယ်။ကရင်ပြည်နယ်နဲ့တရင်းနိုင်တိုင်းမှာတော့နေရာကျကျမိုးရွာသွားမှာမယ်။မုန်တိုင်းဖြစ်ပေါ်နိုင်မှုခြေနေကတော့တောက်တိုးပင်လယ်ပြင်၊ဘင်္ဂလားပင်လယ်အော်နဲ့ကပ်လီပင်လယ်ပြင်မှာတော့တပတ်တည်းမုန်တိုင်းဖြစ်နိုင်ဖို့အလားအလာမရှိသေးဘူးလို့လည်းဆိုပါရယ်။နောက်နေ့အတွက်ခမန်းကျမှာတော့ချင်းပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းကချင်းပြည်နယ်၊စကိုင်းတိုင်းဒေသကြီးမွန်ပြည်နယ်တရင်းနိုင်တိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်မှာတော့နေရာစိစိမိုးဆက်လက်ရွာသွားမှာရှင်။ ဆက်လက်ပြီးတော့မန်လေးတိုင်းမှာအောက်တိုဘာလ10ရက်ကနေအောက်တိုဘာ16ရက်ဒီမူလို့တာခံမှန်းချက်ကိုဖော်ပြပေးကြပါရစေ ။ပင်လယ်ပြင်ကထူးခြားမှုလို့သာအခြေအနေမှာတော့အိန္ဒိယမုန်လေဝသဌာနထုတ်ပြန်ကြေညာပင်လယ်ပင်လယ်အမြောက်ပိုင်းအထက်အမြင်9.8ကီလိုမီတာမှာလေဝင်လိုင်းတစ်ခုပြတ်ပေါ်လျက်ရှိကြောင်းတွေ့ရပြီးတဲ့နောက်အနောက်တောင်ဘက်ကိုဆက်လက်ရွေ့ရှားနိုင်တဲ့ကြောင်းသင်္ချာပုံစံပြုတ်ကြိုတင်ခံမင်းမော်ရယ်တွေမှာတွေ့လာရပါတယ်။ဖြစ်ပေါ်နေတဲ့လေဝင်လိုင်းဟာအောက်တိုဘာ13ရက်14ရက်အထိပင်လယ်ပင်လယ်အမြောက်ပိုင်းနဲ့အနောက်အလယ်ပိုင်းတွေမှာဆက်လက်တည်ရှိနိုင်ပြီးတော့အားကောင်းလာနိုင်တဲ့အခြေအနေမရှိပါဘူး။ဒီအခြေအနေကြောင့်ပဲနောက်လာမယ့်တစ်ပတ်အတွင်းမှာတော့တင်းနိုင်တိုင်းမိုးပြင်းနဲ့ကရင်ပြည်နယ် ဲ့ဘကိုးတိုင်း ARA တိုင်းရောင်းတိုင်းဒေသတွေမှာတော့နေရာကွက်ပြီးတော့မိုးများနိုင်ကမြန်မာနိုင်ငံနေရာအနှံ့ပြားမှာတော့မိုးနှင်းငယ်ကနေမိုးအသည်တွေခုနှစ်ရက်တွေမွေးကြရနှစ်လက်မကနေသုံးလက်မဝင်းကျင်ကဆက်လက်ရွာသွန်းပါမယ်စွားဆိုင်တောင်သူတွေအတွက်ကတော့အောင်ရီကောင်းကောင်းနဲ့မြင်းစီလွာစုတိုင်းစာကောင်းကောင်းရနိုင်ပြီးတော့ပဲဆိုင်တောင်သူတွေပဲကျတဲ့အခါမှာနေရာကွက်ပြီးမိုးသည်ထနိုင်တာကိုလည်းသတိထားရပါမယ်။ခုနှစ်ရက်တည်းမန္တလေးတိုင်းမှာမိုးရွာသွန်းနိုင်တဲ့အချိန်ကတော့မန္တလေးတိုင်းတွေကမြို့နယ်ခရိုင်တချို့မှာခုနှစ်ရက်တစ်ပတ်အတွင်းမှာတော့ ပြင်းဦးလယ်မှာ2.8ရှင့်ကလက်မှာတပိတ်ချင်းမှာ2.53မရရမှာ2.38ရှင့် လမ်းလေးမှာ2.1တက်ခွန်ကျောင်းဆယ်မှာ2.33လက်မှာဆင်းကိုင်မှာ1.9တက်မေဒီလာမှာ1.83ရမဲသိမ်းမှာ1.3ခွန်ကိုမြင်းကြမှာ1.66တရာဦးမှာ1.6တက်ငန်းစော်မှာ1.5နှစ်လက်မှာမလိုင်မှာတော့1.4တက်ညာဦးမှာ1.26လက်မှာတွေဖြစ်ကြပါတယ်ဒီတစ်ပတ်အတွင်းမန်နီတိုင်းတစ်ခုလုံးမှာမိုးနှင်းငယ်ဆက်လက်ရွာသွန်းနေနိုင်ပြီးတော့နေရာကွက်ပြီးတော့မိုးသင်းတင်ရွာသွန်းတာမိုးများနိုင်တာတွေရှိပါမယ် အပူချိန်လေးတိုင်းလုံးနဲ့နေသူဆိုတိုင်းစာနေသူညဉ့်ညံ့မှုနဲ့ခဲလွန်ရောက်တဲ့ခြေနေကတော့မန်းလေးတိုင်းညောင်မျိုးတရာဟုကြောက်စဲမေဒီလာမျိုးတွေမှာတော့အမြင့်ဆုံးနေပူချိန်ဟာ34ဒီဂရီနဲ့ပြိုးလေမိုးကိုမျိုးမှာတော့29ဒီဂရီရှိနိုင်ပြီးတော့အနေဆုံးညာပူချိန်ကတော့19ဒီဂရီရှိနိုင်ကပြိုးအနေဆုံးညာပူချိန်ကတော့19ဒီဂရီပြိုးလွယ်နဲ့25ဒီဂရီညောင်ရှိနိုင်ပါတယ် မလေးတိုင်းအတွင်းကအမြင့်ဆုံးလေတိုင်းလုံးဟာတနအီကို၃မိုင်ကနေ၅မိုင်တိရှိပြီးတော့နေ့လယ်ပိုင်းအချိန်ဒီမှာလေရုဆိုထိုင်းစာ90ရာခိုင်နှုန်းကနေညပိုင်းမနက်အစောပိုင်းအချိန်ဒီမှာတော့80ကနေ90ရာခိုင်နှုန်းရှိပါတယ်။လေရုဆိုထိုင်းစာမြန်မာနေချိန်မှာမန်ဒီတိုင်းမြောက်ပိုင်းမှာခန်းစားရတဲ့ပူချိန်ကတော့39ဒီဂရီရှိ ရှိနိုင်ပြီးတော့ပူအိုင်းနေနိုင်ပါတယ်။မန္တလေးတိုင်းအတွက်ဒီတစ်ပတ်အတွက်လေလုညဉာဏ်မှုအညွန့်ကဲ AQI ဘဲလူကတော့အမြင့်ဆုံး90အောက်မှသာရှိနေပြီးတော့ကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်တဲ့ level မဟုတ်လို့စိုးရိမ်ပုံမလို့ဘူးလို့လည်းမလို့သာသူတည်တည်ဝန်နိုင်ကခံမှန်းနေတာဖြစ်ပါတယ်။ ဒါအပြင်အိန္ဒိယဘင်္ဂလားဒေ့နဲ့မြန်မာနိုင်ငံကအနောက်တောင်ဘုံတုံတွေဆုတ်ခွာတာနဲ့ပြည်စည်းနိုင်မဲ့အခြေအနေကြိုတင်ခံမှန်းချက်ကိုဖော်ပြပေးပါမယ်။မလို့သာသူတွေတည်အွန်နိုင်ကတော့ဒီနေ့အောက်တိုဘာလ10ရက်ညနေ9:30မိနစ်အချိန်မှာကုလိုထုတ်ပြန်လာခဲ့ပါတယ်။ဘင်္ဂလားဘင်လေအော်မဆက်လက်ပြည့်ပေါ်နေတဲ့လေဝေလိုက်လေပိအားနဲ့ရောင်းတို့ကြောင့်မုတ်တုံတွေဆုတ်ခွာမှုတောင်းနေပြီးတော့မိုးရွာသွန်းမှုညွန်နေလာတာလေတိုက်ခတ်လာတာလာရပြောင်းလဲလာတာနဲ့လက်ရရစ်တွေဖြစ်ပေါ်လာတာတွေကြောင့်ပဲအောက်တိုဘာလကုန်ပိုင်းမှာ မုံတုံအပီဆုတ်ခွာနိုင်ပါတယ် အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်းနဲ့လယ်ပိုင်းကအောက်တိုဘာ15ရက်ကနေ20ရက်အတွင်းအိန္ဒိယနိုင်ငံအရှေ့ပိုင်းကနေအောက်တိုဘာ18ရက်နဲ့အောက်တိုဘာ22ရက်မှာမုတ်တုံဆုပ်ကွာမှုပြီးစီနိုင်ပါတယ်။ဘင်္ဂလားဒေ့နိုင်ငံကအောက်တိုဘာ12ရက်နဲ့16ရက်အတွင်းမှာတော့ဆုပ်ကွာမှုပြီးစီနိုင်ပါတယ်။မြန်မာနိုင်ငံကမ်းရိုးတန်းဒေသတွေနဲ့အလယ်ပိုင်းဒေသတွေကတော့အောက်တိုဘာ20ရက်နဲ့28ရက်အတွင်းမှာမြန်မာနိုင်ငံအရှေ့မြောက်ပိုင်းတောင်တူတက်တဲမြင်းမြင့်နယ်ပြင်ရှိတဲ့ဒေသတွေကတော့အောက်တိုဘာ24ကနေအောက်တိုဘာ31ရက်အတွင်းမှာတော့မုတ်တုံဆုပ်ကွာမှုပြီးစီနိုင်တယ်လို့လည်းခန့်မှန်းခဲ့ပါတယ်။ ါတယ်။ဆက်လက်ပြီးတော့မှုရပေါ်မှာဖုံးအားသင်မှုအတွက်ယာယီပလက်ခုံသွေတန်းထရကနေပလက်ခုံအပူလွန်ခဲ့ပြီးတော့မိလောင်ကျန်မှုဖြစ်ပွားတဲ့အကြောင်းဖော်ပြပေးကြပါရစေ။မန်လေးမြို့မဟာအောင်မြင်မြို့နယ်ရဲမွန်တောင်ရပ်ကွက်59 39D နဲ့39 E လမ်းကြားမှာရှိတဲ့35ပေ20သွမိုးထရန်ကတထက်အစားအုံလူနေအိမ်ခန်းအတွင်မွေးရပေါ်မှာဖုံးအားသွင်းဖို့အတွက်ယာယီမီပလက်ပုံသွေတန်းထရကနေပလက်ခုံအပူလွန်ခဲ့ပြီးတော့အောက်ခြေမှာရှိတဲ့မွေးရကနေတစ်ဆင့် မီးလောင်ကျွမ်းမှုအောက်တိုဘာ10ရက်ဒီနေ့မနက်9နာရီခွဲလောက်ကဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကသိရပါဗျ။ဒီမီးလောင်ရာကြောင့်ပဲ35ပေပေ20တုံမိုထီယံကတထက်အဆောင်အတွဲပစ္စည်းတွေစိုက်ကဲ20မီးလောင်ဆုံးရှုံးခဲ့တဲ့အကြောင်းသိရပါဗျ။မီးလောင်တဲ့နေရာကိုမီးလောင်မှုကို level 1အုပ်စုနဲ့တန်တီမိသက်တပ်ဖွဲ့ဝင်30ဦးအရင်မိသက်တပ်ဖွဲ့ဝင်80ဦးနဲ့မိငိမ့်တက်ခဲ့ကမှာမိငိမ့်တက်ခဲ့ရမှာ10စီမင်းကြီး မေးသက်ရင်ရင်90အုပ်ချုပ်မှုရဲ့၃စီးနဲ့ငင်းသက်ခဲ့ရမှာမန္တကရနာရီ52မိနစ်ချိန်မှာတော့မီးထိန်နိုင်ခဲ့ပြီးတော့မန္တကရနာရီ56မိနစ်ချိန်မှာမီးလုံးဝငြိမ်းသွားခဲ့ကြောင်းသိရပါဗျ။မီးလောင်တာနဲ့ပတ်သက်ပြီးတော့အမှတ်ကိုမြို့မရဲစခန်းကအလုတ္တမဖြစ်သူအသက်22နှစ်အရွယ်မျိုးသားကိုအမှုဖွယ်အရေးယူထားကြောင်းလည်းသိရပါဗျ။ ။ဆက်လက်ပြီးတော့ဖိလစ်ပိုင်တောင်ပိုင်းမှာပြည်ယာခရစ်တသမ6ဆင်းရှိတဲ့ငလျင်လှုပ်ခတ်တဲ့ကြောင့်ဖော်ပြပေးကြပါရစေ။ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းကမ်းလွန်ပင်လယ်ပြင်မှာအောက်တိုဘာ10ရက်ဒေသစံတော်ချိန်မနက်9:45မိနစ်လောက်ကပြည်ယာခရစ်တသမ6ဆင်းရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့တဲ့ကြောင့်ဖိလစ်ပိုင်မိတော်နယ်ငလျင်တိုင်းတာရေး Institution ကထုတ်ပြန်လာပါရစေ။ဒီငလျင်ကတော့အရှိဒါဘာ OB နဲ့မာနေမြို့ရဲ့အရှိတောင်ဘက်62ကီလိုမီတာ39မိုင်ခန့်အကွာမှာအနက်10ကီလိုမီတာ6မိုင်ခန့်ကိုပို့ဖို့လှုပ်ခတ်ခဲ့တာပါ။ ဒေသတွေတချို့နေရာတွေမှာတော့လျှက်စင်မီတွေပြတ်တောက်ခဲ့တယ်လို့အစားအုံတချို့လည်းပြစီခဲ့ပါတယ်။ငလီလှုပ်ခတ်တာကြောင့်ပြုတ်ကျလာတဲ့အုံခဲတုံးတွေထိမှန်ပြီးတော့လူတအူးသေဆုံးကြောင်းတောင်းရှိတဲ့သူတွေကအတည်ပြုပါတယ်။လွန်ခဲ့တဲ့တရက်နှစ်ပတ်ကလည်းပဲဖိလစ်ပိုင်နိုင်ငံမှာဆယ်စုနှစ်တခုကျော်အတွင်းအသေးပြအများဆုံးဖြစ်တဲ့ပြည်ယာ6ဒသမ9အဆင့်ရှိတဲ့ငလေးလှုပ်ခတ်ခဲ့ရမှာစီဘူးကျောမှာ82ဦးသေဆုံးခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ဆက်လက်ပြီးတော့နမီးချောင်းရီတရာကနေရွာချင်းဆက်တရာ20မျိုးပါပြည့်စည်ပြီးတော့ဒေသခံတွေတွားရင်လိုက်ခံခဲ့နေတဲ့ကြောင့်ဖော်ပြပေးကြပါတယ်။မိုးရွာသွန်းတာကြောင့်သခိုင်းတိုင်အဲတော်မျိုးနဲ့နမီးချောင်းရီပြတ်တက်ခဲ့ရမှာပေ300ရှိရှိတဲ့တစ်သားတရာ20ရေးတဲ့မျိုးပါသွားတယ်လို့သိရပါတယ်။ဒီတရာ20ကတော့နမီးချောင်းကိုဖျက်ထိုးထားတဲ့ကိုကိုရွာတရာနဲ့လေးပတ်အကွာလေဘူရွာတရာဖြစ်ပြီးတော့အော်တိုဘာရှေ့ရမှာတရာကိုရဲတကူလုံးရေးတဲ့မျိုးပါခဲ့တာပါ။အဲတော်တနေလုံးမိုးပြတဲ့နမီးချောင်းဖျားမှာ ိုးပြတော့ရေတိုးပြီးဆင်းလာတယ်အပိုက်တွေတိုက်တွေညစ်ပြီးတော့စောင့်လို့ပါသွားတာကွင်းငုတ်တရာကတော့ဒုတိယပါတာလေဘူတရာကတော့ပထမပါတာလို့အေတော်ဒေတာကအမျိုးသားကဆိုပါတယ်ဒီတရာနှစ်စင်းကတော့ကျေးဝချင်းဆက်လမ်းပေါ်မှာတည်ရှိနေတာကြောင့်ကုန်းခါနှောင်းကုန်းညောင်ပင်စိမ့်လေဘူနမေကွင်းကိုနာပါနာမကြိုင်ငုံငုံစတဲ့ ကျေးရွာတွေအတွက်တရွာနဲ့တရွာဇီးရောင်းဝယ်ရေးနဲ့သွားလာရေးခက်ခဲဖြစ်နေကြတယ်လို့ဆိုပါရယ်လက်ရှိမှာတော့ဒေသခံတွေအနေနဲ့တရွာနဲ့တရွာသွားလာဖို့ပြုလုပ်ဖို့လှေတွေမရှိတာကြောင့်နမီးချောင်းကိုရေကူးပြီးတော့သွားလာနေရတယ်လို့ဒေသခံတွေခံကသိရပါရယ်